ကျွန်တော်တာဝန်ကြားတဲ့မျိုးလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီမျိုးလေးကိုမနေ့ကတော့ရောက်လာတာတာဝန်ကတော့ဒီလန်းဒီမျိုးမှာအလန်းတော်တရားလန်းဖြစ်ပြီးကျွန်တော်တို့တွေကမှကျွန်တော်ဦးလေးကို၎င်းမျိုးမှာတာဝန်ပေးခဲ့ပါတယ်ကျွန်တော်တို့ရောက်တော့မျိုးလေးကလည်းပသိမ်မျိုးသို့သွားရလန်းငတိုင်းချောင်းနဲ့ရေကြီးမျိုးချမ်းဆိုလျင်မမားပါဘူးအလန်းတော်ကဒီတရက်နှစ်ရက်အတွင်းကိုရောက်မှဖြစ်မှာပါ ျွန်တော်တို့ကလည်းကြိုတင်၍လမ်းကြောင်းရှင်းထားရပြီး၎င်းမြို့ကလေးမှာပဲစခန်းချရမှာဖြစ်ပါတယ်။ကျွန်တော်စစ်နိုင်အပါဝင်တာဝန်ကျ၃ယောက်နဲ့အတူတာဝန်ထမ်းဆောင်ရပါတယ်။ကျွန်တော်ကတော့တက်ကြည်ကြီးအစင်သားဖြစ်ပါတယ်။ကျွန်တော်မှာတော့တပ်သား၃ယောက်ရှိပါတယ်။ကျွန်တော်တို့အဲ့ဒီမြို့လေးကိုရောက်သွားတဲ့အချိန်ကတော့ညနေဆောင်ပဲဖြစ်တယ်။အဝေးပြေးလမ်းဖြစ်လို့ကားကလည်းနည်းနည်းတော့ရှင်းတယ်။ဒါပေမဲ့ကားတစ်စီးနဲ့တစ်စီးကလည်း၅မိနစ်လောက်တောင်မချပါ။အသိန်းသွားကားလမ်းဆိုတော့လိုင်းကားများခရီးတို့ခရီးရှည်လိုင်းများကြောင့်မပြတ်ပါဘူး။ကျွန်တော်တို့ကကားလမ်းပေးရှိအရ ရင်ရတဲ့တနေရာမှာတာဝန်ယူဖို့စောင့်နေလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲမိုးလေးညှို့လာတယ်။ထိုအခါမှာတသားအောင်ကျော်ကဆက်ရမိုးရွာတော့မယ်ကျွန်တော်တို့ဘယ်မှာခိုးရမလဲ။ ဒီမှာကခဏပဲရမှာယူနီဖောင်းတွေဆိုရင်တော့ကျွန်တော်တို့တညာလုံးဒုက္ခရောက်မှာနော်အေးပါကွာမင်းတို့ဒီနားမှာပဲအရေးခဏခိုးပြီးတော့စောင့်နေငါနဲ့ထူးတော်နေရာလိုက်ရှာလိုက်မယ်အုံးကျော်နှင့်ရန်နိုင်နှစ်ယောက်တို့ကကုကိုဘင်းရဲ့ဘေးရှိမလုံတလုံးအကျော်တဲလေးနာသူ့သွားပြီးတော့မိုးခုံရန်သွားလေတော့တယ်ကျွန်တော်နှင့်ထူးစော်ကလည်းပဝင်းကျင်ရှိမြို့ရဲ့အခြေအနေနဲ့ပဝင်းကျင်ကိုလိုက်ပြီးလေ့လာလိုက်တယ်အဲ့အချိန်မှာပဲမိုးကရွာဖို့ဟန်ပြင်းနေပြီဖြစ်ကောင်းငင်ကြီးတခုလုံးအုံမှန်း၍လာလေတော့တယ်လေနူအေးတွေကလည်းတိုက်ခတ်လာတယ်တစ်ချက်တစ်ချက်လျှက်စီးများဖြင့်ဝင်းခနဲ့လက်ခနဲ့အလင်းနှမ်းများကလည်း ပေါ်ပေါက်လာလေတော့တယ်အချိန်ကားလဲညဘက်ကိုရောက်လို့၍ပန်ဝန်းကျင်မှာလဲမှောင်လာတော့တယ် အဲ့ခါမှာစစ်နိုင်နဲ့ထူးတော်တို့ကသူတို့တက်ချထားတဲ့နေရာနဲ့တဖာလုံးကြော်ကြော်တို့ရောက်လာပြီးတဲ့နောက်မှာတော့စစ်နိုင်ကဖုန်ကြီးเจ้าတเจ้าကိုလှမ်းတွေ့လိုက်လို့တယ်ဖုန်တော်ကြီးเจ้าမှာကားလမ်းပေးမှနည်းနည်းသာဝင်ရတယ်ကားလမ်းမကြီးကိုလည်းလှမ်းမြင်နေရတယ်သူတို့ရောက်နေတဲ့နေရာကနေပြီး၎င်းဖုန်တော်ကြီးเจ้าကိုလည်းမြင်နေရတယ်ဒီတညတော့ဖုန်ဖုန်ကိုလျှောက်တင်ပြီးတော့နားခုပို့ပြောရမှာပဲမိုးကလည်းရွာတော့မှဆိုတော့အကူညီတောင်းကြည့်မှရမှာပဲလို့စစ်နိုင်ကတွေးကကားလမ်းမမှဖုန်ကြီးเจ้าနားသို့လျှောက်လာခဲ့လို့တယ်ဖုန်တော်ကြီးเจ้าကအဝေးမှဆုလစ်မွန်ချွန်ပြေရွှေရောင်တဝန်းတောက် ပါနေလေတော့တယ်။ကျောင်းမှာတုံးတက်တိုက်ကြောင်းကြီးဖြစ်တယ်။၎င်းကျောင်းမှာမြို့ပြင်ဖြစ်၍ကားလမ်းမဘေးတွေနဲ့ထီထီကြီးတဆောင်တည်းဖြစ်နေလေတော့တယ်။မြို့သူဆိုပေမဲ့လည်းကားလမ်းမှာအထဲသူနည်းနည်းတော့ဝင်ရတယ်။သူတို့နားနေတဲ့နေရာမှာသာကားလမ်းဘေးစားတောက်ဆန်တန်းကများပေမဲ့တိတ်ပြီးတော့လည်းမစီကားပါ။အဝေးပြေးကားလမ်းမကြီးဖြစ်ပြီးတော့တချို့ကားတွေကတော့မရက်ပါ။မြို့သေးတွေလားဒါမှမဟုတ် မိုးချုပ်ရေလားတော့မသိ။သူတို့ရောက်လာတဲ့အချိန်မှာပဲနားနေသောကားများကလည်းတိတ်မတွေ့ဘူး။ယခုလည်းသူတို့ဖုံးကျော်ကြီးကျောင်းသို့လာတဲ့ကားလမ်းနဲ့မြို့သေးသူဝင်တဲ့လမ်းကလည်းလူရှင်းနေလေတော့တယ်။ ်။ကျောင်းကတော့ဆွလိမိုးချုံပြည့်ကြည့်ရင်တော့တင့်တယ်လာပါတယ်။အင်းဒီဖုံဖုံကဒီမြို့မှာအချမ်းသာဆုံးဖုံဖုံများလား။ကျောင်းကြီးကလည်းသုံးသက်ဆောင်ကြီးဆိုတော့ရှာရှာပါပါပဲစစ်နိုင်တွေးမိတယ်။တွေးရင်နဲ့စစ်နိုင်နဲ့ထူတော်ကဖုံကြီးကျောင်းနဲ့သူဝင်ရန်ကြီးလိုက်တဲ့အခါခြံဝင်းတကားကပြက်နေလေတော့တယ်။ခြံတကားကလည်းတစ်ဖက်သူရိုင်လဲမလို့ဖြစ်နေတာကိုတွေ့လိုက်ရလေတော့တယ်။၎င်းခြံဝင်းနဲ့ကျောင်းကတော့နည်းနည်းတော့လှမ်းနေ။စစ်နိုင်တို့အထဲကိုလှမ်းဝင်ခဲ့ရာထိုအခါမထင်မှတ်သောအသံအပလီ အမလီပြာလှုပ်အောင်ဟာဘလို့ဖြစ်တာလဲဘသူလဲကွာခဲနေပြက်တာစစ်နိုင်ကဒေါသဖြစ်ပြီးတော့မေးလိုက်လေတော့တယ်ခဲလုံးကသူ့ရဲ့ခေါင်းချိုဆောင်ကိုရှက်ထီကဘေးနာဖြတ်သွားတယ်ခဲလုံးကတလုံးနဲ့လည်းမဟုတ်၄၅၆လုံးရှိတယ်ထွက်ခါစစ်နိုင်တို့ចောင်းနှရောက်လာ၍ចောင်းနှဲတို့ယခုမှជីမိလိုက်လေတော့တယ်မီးလည်းမထွန်းထားပါညကလည်းမှောင်နေပြီမဟုတ်ပါလားမျိုးမကြတော့မကြဖြစ်၍လျှက်စစ်မိမြမင်းရလို့မထွန်းတာလားလို့ထင်မိတယ်ထွက်ခါမှအနားရောက်မှတေးသေးချာချာကြည့်လိုက်တော့လူလည်းတရားမှမတွေ့ဘူးစစ်နိုင်ဒေါသပိုကြီးဖြစ်သွားလေတော့တယ်ဘယ်သူမှလည်းမသိသူတို့ကိုခဲ နဲ့ပြေးယူပြေးသွားသူကိုသူတို့မမြင်လိုက်ရရွေပို့ပြီးတော့ခံပြင်းနေမိတော့တယ်။ခဲနဲ့ပေါင်းပြီးပြင်းရင်လည်းခြေတန်းကကြားရမည်ဖြစ်တယ်။သူ့ကိုလမ်းပြတဲ့ခဲလုံးကိုကောက်ယူကြည့်လိုက်တဲ့အခါမှာတော့အုံနေခဲလည်းမဟုတ်လမ်းခင်းနဲ့ကြောက်လည်းမဟုတ်ပါ။တေးသေးချာချာကြည့်လိုက်တော့ကြောက်စလက်ခဲလုံးလေးတွေဖြစ်နေတာကိုတွေ့လိုက်ရလေတော့တယ်။ထိုနေရာထိုဒေသမှာကြောက်စလက်ခဲလုံးကဘဲကနေဘလို့ရောက်ပြီးတော့ဘယ်သူကများဖြစ်ပါလိမ့်လို့စဉ်းစားမရဖြစ်နေမိတော့တယ်။ဒေါသကလည်းမပြေသေးပါ။ကြောင်းနဲ့ကလည်းမှောင်နေရွေဘယ်သူမှမရှိသည်ဆိုတာတေးချာသွားလေတော့တယ်။တေးချာကလည်းအကြိမ်ကြိမ်အော်ခေါ်ခဲ့သေးတယ်။မြည်သူမြလည်းထူးတယ် ်မကြရပါဒါနဲ့စစ်နိုင်တဲ့ထူးတော်တို့ကင်းချခဲ့တာနှစ်ယောက်ကိုဒီညဒီမာနာဖို့အတွက်ထူးတော်ကိုလှုပ်ပြီးတော့ခေါ်ခိုင်းလိုက်လေတော့တယ်ထူးတော်လည်းစစ်နိုင်စီကိုအမိန်ရ၍ချက်ချင်းပဲသူ့ရဲ့လူများကိုခေါ်ရန်ထွက်လာလေတော့တယ်အဲ့ခါမှာကြောင်းရှိတွင်စစ်နိုင်တဦးတည်းသာကြံခဲ့လေတော့တယ်ထိုအခါရည်တန်တစ်ခုကြားရလေတော့လေ၎င်းရည်တန်ကကြောင်းပေါ်မှာဖြစ်တယ်ချိလိုက်တဲ့ခါမှာတော့မှောင်နေမဲမဲမှာမြည်သူညမရှိပဲရည်တန်ကထွက်ပေါ်လာလေတော့လေထိုအခါ လေကားပေါ်မှာအရာဝတ္ထုတစ်ခုပြုတ်ကျလိုက်တော့အတန်တစ်ခုကိုထတ်ကြရပြန်လေတော့တယ်။လေကားကလည်းသုံးတဲ့ចောင်းကြီးရဲ့ဘေးမှတိရှိနေတယ်။ထိုလေကားမှအရာဝတ္ထုတစ်ခုလက်ရွေကျလာလေတော့တယ်။စစ်နိုင်တို့ကလည်းတသားတွေဆိုတော့လေကြောက်စိတ်ကမရှိဘူး။ဒါပေမဲ့နည်းနည်းတော့လန့်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ခဏကလို့အဝေးကနေခဲနေဖြစ်ဖြစ်တခြားတစ်ခုခုနဲ့ပြစ်မှာတော့ကြောက်နေတယ်။စစ်နိုင်လည်းလေကားပေါ်မှာကျလာတာအတန်ရှိရာစီသို့ဓမီဖြစ်ထိုးကြည့်လိုက်လေတော့တယ်။အပေါ်ဆုံးတက်မှအုံသီးကြောက်တလုံးကျလာတာကိုတွေ့လိုက်ရလေတော့တယ်။ဒါဆိုရင်အပေါ်ဆုံးတက်မှာတော့တယောက်ယောက်ရှိနိုင်တယ်။ တို့စီလာမှာဆိုလို့မလာရဲအောင်တယောက်ယောက်ကမြန်ဟန်တန်းနေသလားလို့ထင်ပြီးတော့တယ်အပေါ်မှာရှိနေတဲ့လူကလူကောင်းလားစိတ်မနှံ့တဲ့သူလားဒါမှမဟုတ်ကလေးတွေများလားစော့နေတာလားလို့တွေးမိတယ်တော့တယ်အဲ့ခါမှာစစ်နိုင်ကမတင်ကား၍ဟေးဘသူရှိလဲအပေါ်မှာအဲ့လိုဆိုပြီးခဏစောင့်ကြည့်လိုက်တော့လဲဘာတမ်းမှပြန်မပြောပဲအတန်လဲမကြားရပြီဒါနဲ့ဒုတိယကြိမ်ထပ်ပြီးတော့ဟေးအပေါ်မှာဘသူရှိလဲလို့မေးနေတယ်လေမကြားဘူးလား စစ်နိုင်တဲ့ဒုတိယကြိမ်ထပ်ပြီးမေးလိုက်လေတော့တယ်ဒုတိယကြိမ်မေးတော့လဲဘာတမ်းမှပြန်ပြင်ဖြစ်ရေထွက်ခါမှသူနာသူသူ့အဖော်များရောက်လာလေတော့တယ်ဆရာကျွန်တော်တို့ရောက်လာပြီအေးအုံးကျော်ကကြောင်းရှိမှကင်းဆောင်ကြံကေကြံတဲ့နှစ်ယောက်ကတော့ငါနဲ့လိုက်ခဲ့ကြောင်းထဲမှာဖုံဖုံရှိရင်ရှောက်ပြီးတော့ဒီမှာတညနာရအောင်အဲ့ဒါလို့နဲ့စစ်နိုင်ကပြောပြီးတော့ကြောင်းရဲ့အပေါ်ဆုံးတက်ကိုတက်သွားလေတော့တယ်သူထင်ထားတာကတော့ဆရာတော်ဖះဒီအပေါ်ဆုံးတက်မှာကျိမ့်နေမယ်လို့ထင်ပြီးတော့သူတွင်းနေစင်ပါပဲဟိတ်ငါကြောင်းမော်ကိုဘယ်သူမှမလာနဲ့ဟင်း အတန်ကအောနေသလားလို့ဆရာတော်အတန်ကဘလို့လဲအောင်မြင်သောအတန်ရှင်မဟုတ်ပဲအတန်ကအောနေလေတော့တယ်ပါဇက်ထဲမှာကိုမြားဝါပြီးပြောနေသလားလို့တောင်ထင်မိတော့တယ်ထွားကသူတို့၃ယောက်လဲကြောင်းမော်သူတက်ရန်အလုတ်တွင်ဟုံးဟာဟင်းအဲ့လိုနဲ့၃ယောက်သားဗျိုင်းသူအော်လိုက်လေတော့တယ်ထို့သောအော်လိုက်ပြီးဟုံးဆိုတဲ့အတန်ကြီးကြလာတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့အမောင်တွေမျိုးလုံးနှလုံးသားမြင်နေရတော့တယ်ထွားကစစ်နိုင်ကလည်းဓမီဖြစ်ကြနေတဲ့နေရာကိုထိုးကြည့်လိုက်တဲ့အခါမှာတော့ကြောင်းတကောင်ဖြစ်နေတာကိုတွေ့လိုက်ရလေတော့တယ်ဟာ တော်ပါသေးရဲ့ရန်တိုင်းကကြောက်ပြီးអော်လိုက်တော့ចောက်သူ့ကိုယ်သူအားပေးလိုက်လေတော့လေဒါနဲ့သူအောက်ထပ်မှကြော်ပြီးတော့ဒုတိယတက်ကိုရောက်သွားလေတော့လေအောက်ထပ်ကိုတော့တကားတော့ခတ်ထားယူမဝင်ခဲ့ရပါ ဆရာတော်များအပေါ်များရှိနေမိအထင်နဲ့အပေါ်တတ်သူတက်ရန်စိတ်ကဖြစ်မိလီတော့တယ်ယခုလဲဒုတိယတတ်သူရောက်လာသည်နဲ့ဒုတိယတတ်တွင်တကားမှတက်တကားများဖြစ်ပြီးတော့အဖွင့်အပိတ်အသုံးပြုမှုကကြာ၍တကားနှစ်ချက်ကြားမှဟာတတလီဖြစ်နေကြတာကိုတွေ့ရလေတော့တယ်ဒါကြောင့်စစ်နိုင်ကလည်းတကားနှစ်ချက်ကြားမှဓမီထိုးကအထဲသူချောင်းကြည့်လိုက်လေတော့တယ်အထဲမှာလည်းဘာမှတော့မရှိပါဂရင်နှလုံးနဲ့ဗီဒိုလေးတစ်လုံးသာရှိနေတော့တယ်လူလဲတယောက်မှမရှိစစ်နိုင်ကနည်းနည်းတော့စိတ်ဝင်စားသွားတယ်အောက်ထပ်မှာတော့တော့ခတ်ထားတယ်ဒုတိယထပ်မှာလည်းတယောက်မှမရှိဘဲနဲ့တကားတော့ကခတ်ထားတယ်ဒါဆိုရင် ော့အပေါ်ဓာတ်မှာလူများရှိနေနိုင်မလားဟုစိတ်ကလည်းထင်ပြီးတော့အပေါ်ဆုံးတက်ကိုဆက်ပြီးတက်သွားလေတော့တယ်ထိုအခါကြီးဟာဘာတယ်လဲကွမင်းတို့ကြားလားစစ်နိုင်ကတန်နှစ်ယောက်ကိုမေးလိုက်လေတယ်ထိုအခါတူးက ဟုတ်ကဲ့ဆရာကြားပါတယ်မြောက်အော်တန်တဲ့တော့တူတယ်လို့ထူးစော်ကပြန်ဖြေလိုက်လေတော့တယ်ထွက်ကသူတို့၃ယောက်လည်းအပေါ်သို့ရောက်သွားလေတော့တယ်အပေါ်သို့ရောက်ပြီးတော့တကားကိုကြည်လိုက်ပြီးတော့ခတ်ထားတာကို တွေ့ရပြန်တယ်ဒါပေမဲ့ရုတ်တရက်မှုတော့ကလောက်ကတန်းလန်းဖြစ်နေ၍တော့ခတ်ထားလဲလို့ပဲထင်လိုက်တယ်တေချာစစ်စစ်ကြည်လိုက်တော့တော့ကပြုတ်နေလေတော့တယ်တကားချက်ပတ်တာတွေကလည်းကွာဟနေတာကိုတွေ့ရတယ်အထဲမှာလည်းဘာတမ်းမှမကြရဘူးအထဲသို့ပတ်တာကွာနေ၍ ွင့်ပြီးဝင်လိုက်တဲ့ခါမှာတော့မြောက်နှာခေါင်ကိုရုတ်တရက်တွေ့လိုက်ရတော့တယ်အထဲမှာဆေးရတော့လည်းမတွေ့ပါမြောင်များကသူတို့ဝင်လာ၍ကြောင်းခေါင်မိုးပေါ်ကိုတက်သွားကအမိုးကြီးအပေါ်ထက်လေဝင်ပေါက်မှာထွက်သွားလေတော့တယ်သူတို့ထွက်သွားသည့်အပေါင်းနှင့်ဘေးရှိတစ်ပင်နှင့်ဆက်၍တစ်ပင်ပေါ်သို့ခုန်တက်ကူးသွားလေတော့တယ်ဆင်နိုင်လို့လည်းဘသူမှမရှိတဲ့ကြောင်းကြီးမှဘသူမှလည်းပြောစရာမလိုဘူးလို့ထင်ပြီးတော့၎င်းအပေါ်ထက်မှာပဲနားရံလှုပ်လိုက်လေတော့တယ်ကရင်တလုံးလည်းအစင်းသိရှိနေတယ်ဒကားရဲ့အနောက်မှာတော့ဒီပြစီတစ်ချောင်းမှာအစင်းသိတွေ့ရလေတော့တယ်တခန်းလုံးလည်းဖုန်နေကနေ၍ဒီပြစီဖြစ်တော်တော်လေးလှည့်ယူလိုက်ရတယ်အဲ့နောက်အခန်းတစ်ခန်းပိ က်ထားတာကိုတွေ့ရလေတော့တယ်တကားချက်မထိုးထား၍အထဲသို့ဓမီနဲ့ထိုးကြည့်လိုက်လေတော့တယ်ဖြားလေးနှစ်လိပ်ထောင်ထားတာကိုတွေ့ရတယ်ဗီဒီယိုတစ်လုံးလည်းတွေ့ရတယ်ဗီဒီယိုထဲမှာတော့ပကံခွတ်စွန်းအနေအချင်းတွေ့ရတယ်စစ်နိုင်တို့အခန်းထဲမှာဖြားလေးနှစ်လိပ်ကိုယူလိုက်တယ်ပြီးတဲ့နောက်သူတို့သုံးဦးအခန်းထဲတွင်ပင်မနှင်းနေ၍နားလိုက်လေတော့တယ်စစ်နိုင်နဲ့ရန်နိုင်ဖြိုးကတော့နားပြီးတော့ထူးစော်ကကင်းချထားလိုက်တယ်အောက်တွင်လည်းအုံးကျော်ကခြံဝတွင်စောင့်ကြံရစ်ခဲ့တယ်အုံးကျော်ကလည်းပဝင်းကျင်းမှလူအသားလာမရှိရသူလည်းအနားမှာရှိတဲ့အုတ်တိုင်ကိုမှီလိုက်တယ်ထိုအခါမှာ ဟုံးဟူသောတခုခုဖြင့်ပြစ်ပေါက်လိုက်သည့်အတံကိုကြားလိုက်လျော့တယ်။အတံများကသူ့နားတွင်လာကြသည့်အတံများဖြစ်သည့်အုံကျော်လည်းပန်ဝန်းကျင်ကိုရှောက်ကြည့်လိုက်မိတယ်။ဘသူမှလည်းမတွေ့။ထွက်ခါအုံကျော်လည်းဟုတ်မှဟုတ်ရဲ့လား။ဘသူများပြစ်ပေါက်နေပါလေ။သူလည်းနည်းနည်းတော့ကြောက်လာမိတော့တယ်။ကျောင်းမော်တို့တက်သွားသောသူများကလည်းယခုထိပြန်မစင်းလာသေးပြီ။ထိုအချိန်တွင်သူသောလည်းကျောင်းရဲ့ဗတင်းပေါက်ကိုဖွင့်ကကျောင်းအောက်တွင်ကျန်းရှိနေတဲ့အုံကျော်ကိုလှမ်းကြည့်လိုက်လျော့တယ်။အုံကျော်နဲ့သူကတော့နည်းနည်းတော့လှမ်းတာကိုတွေ့ရတယ်။ဒါပေမဲ့သူတို့ထားခဲ့တဲ့နေရာမှာအုံကျော်ကမရှိတော့ဘူး။သူလည်းနည်းနည်းစိုးရိမ်မိသွားတယ်။အဲ့ခါမှစစ်နိုင်နဲ့ န်တိုင်းဖြိုးတို့ကအိပ်ပျော်နေကြတယ်သူတို့ပြီးရင်တော့သူ့အလဲကနောက်၄နာရီချာမှနားရမှာဖြစ်တယ်အိမ်ကဆက်နိုင်တယောက်မှအိမ်မက်မက်နေသည်အိမ်မက်သေးတွေတော့တကူလုံးအဝါရောင်ခြုံထားတဲ့လူတယောက်ကသူ့နားကိုရောက်လာလေတော့တယ်ခေါင်းတကူလုံးကိုခြုံထားသည်မျက်နှာကတော့ခြုံထားသောပိတ်စဖြင့်မမြင်ရပါ၎င်းအဝါရောင်တကူလုံးခြုံထားတဲ့သူကတော့ဟဲ့ကောင်လေထထထမင်းတို့ဒီကနေအမြန်ဖဲပါဒါကငါနေရပဲဘသူမှလာလို့မရဘူးဆိုတာမင်းတို့မသိဘူးလားထွာကစစ်နိုင်ကလည်းခမည်းကဘသူလဲ ငါကဒီကျောင်းတော်ရဲ့အရှင်သခင်ပဲဒါဟာငါရဲ့ကျောင်းပဲငါရဲ့ပိုင်နဲ့တဲကိုဘသူမှလာလို့မရဘူးဆိုတာမင်းတို့မသိဘူးလားကျွန်တော်တို့ကခဏနားကြတဲ့ဧည့်သည်တွေပါဒီတညပဲတဲမှာပါမလို့ချင်ဘူးငါရဲ့ကျောင်းမှာဘသူမှလာတာကိုငါမကြိုက်ဘူးမင်းတို့တွေဒီကမသွားရင်တော့ငါအကျောင်းသိမယ်နော်ဒါနဲ့ခမည်းကဘယ်မှာနေတာလဲကျွန်တော်တို့လာတော့ဒီကျောင်းထဲလည်းမတွေ့ပါဘူး ဒါတော့မင်းတို့ကိုပြော့ပြဖို့မလိုဘူး။ငါရဲ့အကြောင်းပေါ်ကသာမင်းတို့တွေအမြန်ဆုံးဖယ်ကြပါ။စစ်နိုင်လေသူ့ကိုလာမောင်းထုတ်ခဲ့တဲ့သူဘသူမှလည်းမသိဘူးစဉ်းစားနေမိတော့တယ်။သူတို့တွေလည်းမိုးချုံနေရတာဒီနားမှာဒီကြောင်တကြောင်ကိုတွေ့ရဝင်နာခြင်းပဲဖြစ်တယ်။အကြောင်းမှာကလည်းဘသူမှရှိမနေ၍နားခဲ့ကြတာ။ယခုတော့ပိုင်ရှင်ပေါ်လာ၍လာမောင်းထုတ်နေသည်အတိအယ၍လန့်ပြီးတော့ဟာ စစ်နိုင်ကမန်းကနန်းထားလိုက်ပြီးတော့တဲ့သူ့ရဲ့ဘေးတွင်ရန်တိုင်းဖြိုးကတော့အဲ့လိုကောင်းနေတော့သူကတော့လက်နိုးရည်မအိတ်တော့ပါထိုအခါထူးစော်ကိုရှာလိုက်တဲ့အခါမှာတော့လှေကားပေါ်ရဲ့အပြင်ကိုကြီးပြီးကင်းဆောင်နေတာကိုတွေ့လိုက်ရလေတော့တယ်ဒါနဲ့သူလည်းထူးစော်နာကိုလာပြီးတော့ဟဲ့အောင်ထူးစော်သွားနာကြီးငါပဲစောင့်လိုက်တော့မယ်ဟာရပါတယ်ဆရာဆရာသာအိတ်ပြောင်းတာအိတ်ပါကျွန်တော်စောင့်ပါမယ်ကျွန်တော်ကိုအားမနာပါနဲ့ဒါနဲ့ဘာထူးသေးလဲ ဘာကိုမေးတာလဲဆရာပတ်ဝန်းကျင်အခြေအနေကိုမေးတာထူးတယ်ဆရာအုံကျော်ပြောက်နေတယ်ထွက်ခွာစစ်နိုင်လဲကျောင်းဤချမ်းလေးကိုကြည့်လိုက်လို့တော့တယ်အုံကျော်ကိုမတွေ့ဒါနဲ့စစ်နိုင်လဲကျောင်းအောက်သို့ပြန်ဆင်းပြီးတော့အုံကျော်နားသို့လျှောက်လာမိတော့တယ်ဟောတွေ့ပြီအုံကျော်ကအုတ်တိုင်ကိုမှီပြီးတော့အပြင်ကိုငေးကြည့်နေတာကိုတွေ့ရတယ်အင်းသူလဲပင်မန်းလို့ညောင်းလို့မှီပြီးတော့စောင့်နေတာကိုတွေ့လိုက်ရတယ်စစ်နိုင်လဲအုံကျော်နားကိုရောက်တဲ့အခါမှာတော့အုံကျော်တော်ခဏနာကြီးငါဆက်ဆောင်နိုင်မယ်။အုံးကျော်လည်းဟမ်းမဆောင်နိုင်တော့၍ အုတ်တိုင်မှာပင်ထိုင်ချပြီးမိကငိုလိုက်လေတော့တယ်စစ်နိုင်လဲဘာမှမပြောတော့ပဲအုံးကြော်ကိုကြည့်ပြီးတော့တနာသွားလေတော့တယ်တာဝန်ကြီးတဲ့ငါတပည့်တွေလို့စိတ်ထက်ကနေပြောလိုက်မိတော့တယ်မနေ့ကပန်စုဒီလန်းကနေအလန်းတော်တဲသွားတော့မှမဟုတ်လားသူတို့ကဒီနားမှာတခဏမြတာဝန်ယူထားတဲ့သူတွေပဲဖြစ်တယ်သူအပါဝင်၄ဦးအဖွဲ့ဒီမျိုးနားမှာတာဝန်ယူရတယ်မနေ့ကပန်စောစောထပြီးတော့သူတို့လမ်းမတစ်လျှောက်ကင်းချ၍စောင့်ကြည့်ရမှာပဲဖြစ်တယ်ဒါမှလည်းအလန်းတော်တဲဆောင်လာတဲ့တစ်လျှောက်မှာအန်နီယေကင်းချုံးမွေစွာတဲယူနိုင်မှာပဲဖြစ်တယ် စစ်နိုင်တဲ့အုံချုပ်ကိုကြည့်ကတနာသွားလေတော့တယ်ဘယ်အချိန်တည်းကအိတ်ချင်နေမှမသိအိတ်နေတာဟောက်တောင်ဟောက်နေတယ်ထိုအခါအုံဟူသောအတန်တစ်ခုကိုကြားလိုက်ရလေတော့တယ်ဘယ်ကအတန်မှလဲလို့နားဆင်လိုက်တဲ့အတန်ကတော့သူတို့အပေါ်ကမဟုတ်ပဲဒုတိယတန်မှဖြစ်တယ်သူတော်နည်းနည်းလန့်သွားတယ်ကိမဲဆောင်ရမလား အောက်ပဲဆင်းကြည့်ရမလားဆိုတာဝေခွဲမရဖြစ်နေတော့တယ်ထွက်ချိန်မှာစစ်နိုင်ကရောက်လာပြီးဘာတန်နေလဲกว่าထူးစော့ဟုတ်တယ်ဆရာအောက်ထက်ကအတန်မှာစစ်နိုင်လေတကားကြားမှာလက်နေတံမီထိုးကြည့်လိုက်လေတော့တယ်တကားကနှစ်ချက်ပိတ်တကားဖြစ်၍အလဲမှာဟတ်တက်တာလေးဖြစ်နေ၍အထဲကိုဓမီထိုးကြည့်လိုက်မိတယ်အထဲမှာလည်းဘာမှမတွေ့ရပါဒီเจ้าတော်ကြီးကသူတို့အတွက်အလွန်ထူးဆန်းနေတော့တယ်ဘာကြောင့်များသူတို့ကိုခြောက်နေရတာလဲဒီနားတဝိုက်မှာဆိုရင်မြောက်ဒေသရှိတာမြောက်လေးတွေကလည်းဒီလိုမျိုးလုံးမှာတော့မဟုတ်ပါဘူးအတန်မျိုးစုံကိုတစ်မျိုးပြီးတစ်မျိုးမတူအောင်ခြောက်နေတော့တယ်ဒီတညတော့သူတို့တိ ခံပြီးစောင့်ရတော့မှာပဲလေသူအိပ်ပျော်တော့ငါလည်းလာပြောတဲ့သူကဘသူများပါလဲလို့တွေးနေမိတော့တဲ့တကူလုံးအဝါရောင်ပိတ်ကြီးပတ်ထားပြီးတော့ဘယ်သူဘဝဆိုတာလဲသူ့အဖို့မသိနိုင်ဘူးလေမျက်နာမြင်ရင်လည်းမှတ်မိဖို့ကမလွယ်ပါဘူးသူတို့ကိုမြန်ဒီเจ้าမနေတာမကြိုက်လို့လားလာပြီးခြောက်နေတယ်လို့ထင်ပြီးတော့တယ်သူတို့လည်းသွားเสียနားเสียနေရကမရှိဒီเจ้าတော်သာတွေး၍သူတို့လည်းဝင်နာခြင်းမဟုတ်ပါလားစစ်နိုင်လက်မှနာယီကိုကြိလိုက်တော့ညနှစ်နာရီထိုးနေပြီမိုးလင်းဖို့ကတိတ်တော့မလိုတော့ပါဘူးဒုတိယတက်တွေလည်းဘာမှမတွေးရ၍သူလည်းအောက်ထပ်ကိုဆင်းသွားလေတော့တယ်အောက်ထပ်သို့ရောက်တဲ့အခါမှာတော့ဒက ကားကိုမထင်မှန်ပဲကြိလိုက်မိတော့တယ်။တကားမှာတော့ခတ်ထား၍ပြန်လှည့်ဖို့အလုပ်တွင်တော့ကြောင်းဝေးမှာအရေးတခုဝင်လာတာကိုတွေ့လိုက်ရလေတော့တယ်။သူလည်းချက်ချင်းလိုက်ဖို့လုပ်တယ်။ဒါပေမဲ့ရုတ်တရက်ဆိုတော့ကြောင်ပြီးကြည့်နေမိတယ်။ချက်ချင်းပဲကြောင်းဝေးတို့ပြေးသွားပြီးကြိလိုက်မိတယ်။ဒါပေမဲ့ဘသူမှလည်းမတွေ့ရဘူး။ဒါနဲ့စစ်နိုင်လဲကြောင်းရှိကိုပြန်လာပြီးတော့ကင်းဆက်ပြီးတော့စောင့်နေလေတော့တယ်။မနက်မိုးလင်းသွားလေတော့တယ်။တော်ခါလမ်းဘေးမှာလူနှစ်ယောက်သုံးယောက်ထွက်လာကြလေတော့တယ်။ထိုလူများကသူတို့ကင်းဆောင်နေတဲ့အနာကိုရောက်လာပြီးတော့ဆရာတို့ဒီမှာဘာလုပ်နေတာလဲ။ကျွန်တော်တို့အလန်တော်အတွက်ကင်းဆောင်နေတာပါ။ အလန်တော်ကဒီလမ်းကဖြတ်မှလေဒါဆိုဆရာတို့ဒီကျောင်းရှိမှတညာလုံးရှိနေတာလားဟုတ်တယ်ဟင်းဆရာတို့ဒီကျောင်းထဲကိုရောဝင်သေးလားဝင်တာပေါ့ဒီကျောင်းထဲမှာပဲဝင်သေးတာလေဟာတကယ်စစ်နိုင်ကလည်းထိုလူရဲ့ဟင်ဟာဖြစ်သွားတာကိုအံ့ဩသွားလေတော့တယ်ထိုလူမျက်စိမျက်နှာပြက်သွားတာကိုတွေ့လိုက်ရလေတော့တယ်ထို့နောက်ရွာထဲကလူကဆရာတို့ဘာမှမဖြစ်ကြဘူးလား ဥပမာဗျာခဲနဲ့ပေါက်တာတို့အရိပ်မြင်တာတို့အတံပလန်နေကြတာတို့ပေါ့စစ်နိုင်တဲ့၎င်းလူပြောတာအားလုံးကသူတို့ကိုယ်တိုင်မြင်တွေ့ကြားမိတာပဲမဟုတ်ပါလားဒီကနောင်ကြီးတို့ပြောတာတွေအားလုံးတွေ့ကြုံရပါတယ်ဒါနဲ့ဒီเจ้าကเจ้าနိုင်ဖုန်ကြီးကဘယ်သွားတာလဲမတွေ့ပါလားဖုန်ဖုန်ကပြန်လုံတော်မူသွားပြီ၃လေးနှစ်တောင်ပြည့်တော်မယ်ဒီเจ้าကိုဆက်ပြီးထိမ့်သိမ့်မဲ့เจ้าနိုင်ဖုန်ကြီးတွေလည်းရောက်လာကြပါတယ်ဒါပေမဲ့6လမကြာဘူးပြန်သွားကြတာယခုထိလည်းဒီเจ้าမှာဘယ်ဖုန်ဖုန်မှမလာရဲကြတော့ဘူးကျွန်တော်တို့လည်းဒီเจ้าကိုအခုလိုပဲပိတ်ထားရတာဒါနဲ့နောင်ကြီးတို့ကဒီမျိုးကလားဟုတ်ပါတယ် ဒီအကြောင်းကြီးကိုအခုလိုဆက်ပြီးထားရင်တော့ပျက်စီးသွားမှာပေါ့ဟုတ်ပါတယ်ကျွန်တော်တို့လည်းမပျက်စီးစေချင်ပါဘူးဒါပေမဲ့ဒီเจ้าမှာနေထိုင်သွားတဲ့ဖုံဖုံကလည်းမကြွဘူးလေဘယ်လိုဖြစ်လို့လဲဗျထွက်ကားထိုးလူကစစ်နိုင်ကိုအเจ้าဆုံးပြောပြလိုက်လေတော့လေဒါလို့အကိုရဲ့ဒီเจ้าရဲ့အလူရှင်ကဥလူမောင်ဒေါ်ဖွားရှင်တို့ဖြစ်တယ်သူတို့ကဒီเจ้าကိုဆောက်လုပ်လှူဒန်းပြီးဆရာတော်ကိုရေစက်ချပြီးတော့လှူခဲ့တာဒါပေမဲ့အဲ့ဒီဆရာတော်လည်းဒီเจ้าကြီးမှာပဲကြာကြာမနေလိုက်ရဘူး 9နှစ်ကျော်6နှစ်လောက်မှပြန်လုံတော်မူသွားတာဆရာတော်ပြန်လုံတော်မူသွားလို့ဆရာတော်နောက်တစ်ပါးကိုကြောင်းနိုင်အရာမှအပ်လိုက်တယ်အဲ့ဒါနဲ့ပဲနောက်ထပ်ကြောင်းနိုင်ဆရာတော်ပါပြန်လုံတော်မူသွားတာဆရာတော်ကမကြုတ်ဖဲနဲ့ကြောင်းကြီးကိုဆွဲလန်းတာအမျိုးမျိုး၆လန်းတော်တာပဲဆရာတော်နဲ့ရွာသူရွာသားတွေကရေစဲချအမြတန်းနေပေးဝင်နေလဲအခုတည်းကိုမကြုတ်ဘူးဆရာတော်ဒီကြောင်းကြီးကိုအရန်အဆွဲလန်းကြည့်တော့မကြုတ်မလို့ဖြစ်နေတာပေါ့နောက်ဆုံးဆရာတော်နှစ်ပါးသုံးပါးလောက်ဒီကြောင်းတော်ကြီးမှလာထိုင်ပေးတယ်ဒါပေမဲ့နောက်ဆုံးဆရာတော်ပြောပြတာကတော့တနေ့မှာ နေကင်းအိတ်ဆက်နေစဉ်သူတို့ကိုဂရင်မော်ကလည်းဆွဲချတာခံရတယ်လို့ပြောတယ်။ပြီးတော့သူတို့ရဲ့ခြေထောက်တွေကိုလည်းအရာတစ်ခုခုနဲ့အရိုက်ခံရတယ်လို့နာကျင်ခံစားရတယ်လို့လည်းပြောတယ်။ပြီးတော့တပိတ်တွေ စွန်ဖုံပေးပြီးတော့မှောက်ထားတာမန်နေဂျာရင်အောက်ကိုရောက်နေတယ်အိမ်မက်ထဲမှာလည်းသူတို့ကိုဒီကျောင်းတော်ကနေပြန်ဖို့ကိုလာနှင်ချတယ်တဲ့ပြီးတော့တနေ့မှစွန်ခံပြန်လာတော့ကျောင်းထဲအဝင်မှာဘဲကပြစ်လိုက်မှမသိတဲ့ကြောက်စလစ်ခဲတွေသူတို့ကိုလည်းလာမှန်နေတဲ့ဒါနဲ့ဆရာတော်လည်းဘသူများပြစ်လိုက်တယ်လဲလို့လိုက်ကြည့်လိုက်တာလည်းဘသူမှမမြင်ရဘူးတဲ့စစ်နိုင်ကကြားဖြတ်ကဒါနဲ့နောက်ကြည့်ဒီကျောင်းကကျောင်းသားတွေလည်းမရှိဘူးလား ဟုတ်တယ်ကျောင်းသားတွေကဆရာတော်၆လို့ဘယ်သူမှလည်းမနေရကြဘူးဒီကိုရောက်လာတဲ့ဆရာတော်တွေကလည်းတပါးတည်းဒီကျောင်းမှာမနေရကြဘူးနောက်ဆုံးဆရာတော်လည်းအမျိုးမျိုး၆လန့်ခံရလို့တရားမကျင့်နိုင်မင်းနဲ့ဒီကျောင်းတော်ကနေပြီးတော့ပြောင်းပြေးကြတာပဲ စစ်နိုင်လဲရွာသားသုံးဦးပြောပြတော့ဒီเจ้าတော်ကြီးရဲ့ဇလန်းကိုတီးပြီးเจ้าတော်ကြီးကိုတော့ကြည်ပြီးတော့နှမျောမိတယ်တကယ်တော့ဒီเจ้าတော်ကြီးမှာဖုံဖုံတွေနဲ့เจ้าသားတွေပါစုစုဝေဝေညီညီညာညာအဖြစ်ပြုပြင်ထိန်းသိမ်းသွားမယ်ဆိုရင်တော့ဒီရဲ့ဒီဒေတာမှာသာသနာတဆူပွင့်လန်းလာမှာမဟုတ်ပါလားစစ်နိုင်တို့အဖွဲ့လဲနောက်နေမှာအလန်တော်သေယူပြီးလို့သူတို့လဲဒီရဲ့ဒီဒေတာမှာမိမိတို့ရှိရာစီတို့ပြန်ခဲ့ကြလေတော့တယ်ဇလန်းလေးကဒီမှာရင်ပြီးဆုံးတော့ပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွန်ရေးသားရှင်ကိုလဲလေးစားစွာနဲ့ credit ပေးရင်အလုံးမဲ Good night, Bai Xin.